မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မေလ17ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မတို့ရင်းလဲ့လဲ့ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဝူးပြင်းထန်ဒဏ်ရာရရှိတဲ့သတင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်တွေအပါအဝင်ဒေသခံပြည်သူ9ဦးသေဆုံးပြီး3ဦးထဏ်ရာရတဲ့သတင်း လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပြုလုပ်ဖို့နိုင်ငံတကာခေါင်းဆောင်တွေရဲ့အပြေးထောက်ခံမှုရရှိခဲ့ကြောင်းစစ်ကောင်းဆောင်ပြောတဲ့သတင်းပခောက်ကတမတရားတက်ကစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးအများအပြားထိခိုက်ဒဏ်ရာရတဲ့တဲ့ရင်အမျိုးသမီးအုပ်ချုပ်ရေးမှူးကစစ်မှုထမ်းအပတ်စဉ်73အတွက်စစ်မှုထမ်းကင်းလွတ်ခြင်းတိုက်တရာအထိတောင်းနေတဲ့တဲ့ရင် စကောင်းဆောင်တဲ့ဇနီးတို့ဥဆောင်တဲ့အဖွဲနေပြီးတော့ကိုပြန်လဲရောက်ရှိတဲ့တဲ့မေလာ၁၇ရက်နေ့မိုးလဲ၂နာရီအချိန်မိုးလေဝသထုတ်ပြန်ချက်များတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့အပြစ်ခတ်ရဲစဲရန်သဘောတူတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ရှင် ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိုင်းဆက်တိုက်ခိုက်ခံရပြီးတအူးပြင်းထန်ဒဏ်ရာရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့နယ်မှာမီလာ၁၀ရက်နေ့မနက်၁၀နာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအူပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းကြံဘလတ်တိုက်က MPD တပ်ဖွဲ့ကဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။မြင်းကြံမြို့ရှိကာစီကွေမြောက်ဘက်မှာပြည်သူတွေအပေါ်အနိုင်ကျင့်စစ်ဆေးမှုတွေပြုလုပ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MPD တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့မြေးချံဘလက်တိုက်က MPD တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။မနေ့ကသွားပြီးတော့တိုက်ခိုက်ခဲ့တာပါ။သူတို့လာမဲ့နေရာကိုမိုင်းကတော့ငကိုကလေးကစစ်စီရေးအတွက်ကြိုပြီးထောင်ထားတာပါ။သူတို့လာမဲ့နေရာ၃နေရာကိုကျွန်တော်တို့ကမိုင်းထောင်ခဲ့တယ်။စစ်သားနေတဲ့နေရာရောရဲနေတဲ့နေရာရောရင်ထင်းရဲနေတဲ့နေရာရောကိုမိုင်းဆွဲတိုက်ခိုက်ဖို့စီစဉ်ခဲ့တာပါလို့မြေးချံဘလက်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ပူမိုက်ခဲကမြို့တော်ကိုပြောပါတယ်။ ပြင်းထန်တဲ့ရရရှိခဲ့တဲ့စစ်ကောင်စီတပ်သားတပူကမြေကြံမြို့ပြည်သူစေယုံကြီးမှာစီကူတမှုခံယူနေတယ်လို့ကနဦးသိရှိရပြီးစစ်ကောင်စီတပ်ဖွဲ့တွေရဲ့နောက်ဆက်တွဲထိခိုက်တိုက်စုံမှုကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့သိရှိရပါတယ်။စစ်စစ်ရေးတုံးကူကိုတခါတည်းလှုပ်ဖို့ဆင်ထားပေမဲ့ရဲနဲ့စစ်သားဘက်မှာကပြည်သူတွေကစကားပြောဆိုနေတာတွေရှိတယ်။ဘလို့မှပြည်သူတွေနဲ့မလွတ်နိုင်ဘူး။အဲဒါကြောင့်ကျွန်တော်တို့ကဒီစစ်စစ်ရေးနှစ်ခုကိုဖျက်ပြီးမော်တော်ပီကယ်ရှိတဲ့ဘက်ကိုပဲကျွန်တော်တို့ခွဲခဲ့တယ်။ မော်တော်ပီကယ်ထိခိုက်ဒဏ်ရာရတဲ့တိုက်ဆုံမှုများတယ်အသေးစိတ်အခြေအနေကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့မြင်းကျပ်ဘလက်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကမြို့တော်ကိုပြောပါတယ် MPD တပ်ဖွဲ့အနေနဲ့မြင်းကျပ်မြို့အတွင်းစီရင်မစ်ရှင်၃ခုကိုတပြိုင်တည်းလှုံ့ဆော်ခဲ့ပေမဲ့စီရင်မစ်ရှင်၅ခုမှာပြည်သူတချို့ကအချိန်ကြာမြင့်စွာစစ်ကောင်စီတပ်သားတွေနဲ့စကားပြောဆိုတာတွေပြုလုပ်နေတာကြောင့်စီရင်မစ်ရှင်တွေကိုပြန်လည်ရုတ်သိမ်းခဲ့ရပြီးနောက်နောက်မှာပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေနဲ့နီးကပ်စွာသွာလာတာတွေနဲ့ အချိန်ကြာမြင့်စွာစကားပြောဆိုတာတွေမပြုလုပ်ကြဖို့ကိုလည်းအသိပေးထားပါတယ်။ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကလည်းစီမီကုံမြို့အတွင်းကင်းပတ်လှည့်လည်နေတဲ့စစ်ကောင်စီတပ်သားတွေကို FBD တပ်ဖွဲ့မှပျောက်ကြားနှိပြူဟာတုံးပြီးအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှဗိုလ်တအုပ်အပါအဝင်ပြူစော်တီနှုတ်ဦးတေဆုံးက G3 နှစ်လက်နဲ့ G78 တောက်တင်စီရမိခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒုတိယသတင်းတော်အနေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်အပါအဝင်ဒေသခံပြည်သူ၅ဦးသေဆုံးပြီး၃ဦးထဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းစေကူးမြို့နယ်မှာမေလ၁၀ရက်နေ့နေ့လယ်တနာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ဒေသခံပြည်သူကလေးငယ်တွေအပါအဝင်၅ဦးသေဆုံးပြီး၃ဦးထဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။စင်ကူးမြို့နယ်ကြည်တော့ပေါက်ကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ပြည်ဦးလေခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အဲ့ဒီနေ့တရက်ထဲမှာပဲတပိတ်ကျေးမျိုးနဲ့ဇေယျကွင်းကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ဒေသခံပြည်သူတအုပ်သိဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရကာကွယ်နိုင်ရေးအတွက်ဘုံခိုခြင်းတွေတူးထားကြဖို့ကိုလည်းအသိပေးထားပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းစေကူးမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေကပြည်သူတွေကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာကြောင့်ဒေသခံပြည်သူအများအပြားထိခိုက်သေးဆုံးမှုတွေရှိတယ်လို့အဆောက်အဦနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်တောင်ချန်းရေထွက်ရွာကိုစစ်ကောင်စီတပ်ရဲ့တရအူးလေတပ်မှတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူအမျိုးသား9ဦးနဲ့အမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့နိုင်ငံတကာခေါင်းဆောင်တွေရဲ့အားပေးထောက်ခံမှုရရှိခဲ့ကြောင်းစစ်ကောင်ဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မနေ့ကမေလ10ရက်နေ့ညပိုင်းမှာနေပြည်တော်ကိုပြန်လည်ရောက်ရှိခဲ့တဲ့စစ်ကောင်စာဟာလေးမော်မှာရှိနေစဉ်စစ်ကောင်စီဝါရဖြက်မီဒီယာအတွက်အင်တာဗျူးဖြေကြားရမှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပြုလုပ်ဖို့နိုင်ငံတကာခေါင်းဆောင်တွေရဲ့အားပေးထောက်ခံမှုရရှိခဲ့ကြောင်းထည့်သွင်းပြောဆိုလိုက်ပါတယ်။စစ်ကောင်းဆောင်ကခရီးစဉ်အတွင်းနိုင်ငံခေါင်းဆောင်တချို့နဲ့အလို့သဘောတွေးဆခဲ့ခြင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုနှစ်ကုန်ပိုင်းမှာဆောင်ရွက်မယ်အကြောင်းပြောတဲ့အခါအားပေးထောက်ခံမှုရှိပါတယ်။ရုရှားနိုင်ငံရဲ့အောင်ပွဲအခမ်းအနားကိုရုရှားပြည်သူတွေဟာတံပိုးထားဂုဏ်ယူကြပါတယ်။မြန်မာနိုင်ငံမှာလည်းလွတ်လပ်ရေးရအောင်တပ်မတော်နဲ့ပြည်သူပူးပေါင်းပြီး ဖက်စစ်တော်လိုက်ရေးကိုတိုက်ခိုက်ခဲ့တဲ့တမိုင်းကောင်းရှိပါတယ်။ဒါကိုဆက်လက်ထိန်းသိမ်းဖို့တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိတယ်ဆိုတာပေါ်လွင်နေပါတယ်။ပြည်သူများနိုင်ငံချစ်စိတ်မျိုးချစ်စိတ်ဒီထက်ပိုရှိဖို့လိုအပ်ပါတယ်။ဒါမှလည်းမြန်မာနိုင်ငံအဖွံ့ဖြိုးတိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်မှာပါလို့ပြောဆိုခဲ့တာပါ။ပြီးခဲ့တဲ့မလာတုန်းကလည်းစစ်ကောင်းဆောင်ဟာလေးရင်ပေါ်မှာအင်တာဗျူးဖြေဆိုခဲ့ပြီးရွေးကောက်ပွဲအောင်မြင်ဖို့အတွက်သူနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ဖြေကြားခဲ့ပါသေးတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပခောက်ကူတမတရားတက်ကစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးအများအပြားထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်မှာမေလ9ရက်နေ့နဲ့6ရက်နေ့ကစစ်ကောင်စီစစ်ကြောင်းကိုလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စောက်ကြောင်း YSO PDF ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ပခောက်ကူတမတရားတက်မှစစ်ကောင်စီစစ်ကြောင်းကို ော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြန်မြူးနယ်ပကဖအဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေကပူပေါင်းကလက်နက်ကြီးပစ်ကူတွေနဲ့တိုက်ခိုက်ပေးခဲ့ကြပြီးစောက်သားမှထုတ်လုပ်ထားတဲ့ဟဲကန်နွန်လက်နက်ကြီးကိုပထမဆုံးအသုံးပြုခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မြန်မြူးနယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကအယက်သားပြည်သူတွေကိုပိတ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေကြောင့်ဒေသခံပြည်သူတွေထိခိုက်သေးဆုံးရတာတွေရှိတယ်လို့ ကျေးရွာတွေအတွင်းကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်ခါပြည်သူနေအိမ်တွေကိုမီးရှို့တာတွေကြောင့်နေအိမ်အများအပြားမီးလောင်ပျက်စီးရတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့ကလည်းပခုတ်ကူရေတကြိုလမ်းကြောင်းတနေရာမှာစစ်ကောင်စီရဲ့စားအုပ်စီ ပေပါအလုံး90ပိတ်သက်ချိန်9500ပေါက်ခွဲတန်းစီစားအုပ်စီတင်ဆောင်လာတဲ့ကားကိုဖမ်းဆီးရမိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ နောက်တဲ့သတင်းတပုတ်အနေနဲ့အမျိုးသမီးအုပ်ချုပ်ရေးမှူးကစစ်မှုထမ်းအပတ်စဉ်73အတွက်စစ်မှုထမ်းကင်းလွကြီး300အထိတောင်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကုတိုင်းတာယာဝတီခရိုင်မူးညွမျိုးစုံကုံကြီးရွာအုပ်စုအမျိုးသမီးအုပ်ချုပ်ရေးမှူးဒေါက်ခင်မြတ်မုံကစစ်မှုထမ်းအပတ်စဉ်73အတွက်လူငယ်တွေကိုစစ်တပ်ခေါ်ဖမ်းခိုက်ပြီးစစ်မှုထမ်းကင်းလွဖို့ဆိုရင်300အထိပေးနေရတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရှိရပါတယ်။အမျိုးသမီးအုပ်ချုပ်ရေးမှူးဟာဧပြီလကုန်ပိုင်းကစပြီး စစ်မှုထက်အပတ်စဉ်73အတွက်လူငယ်တွေကိုဖမ်းဆီးခိုင်းနေတာဖြစ်ပြီးသူ့ရဲ့နေအိမ်မှာလည်းစစ်ကောင်စီတပ်သားတွေကိုလုံခြုံရေးခေါ်ထားတဲ့အပြင်စစ်မှုထက်ကင်းလွတ်ချင်ရင်လည်းငွေကျပ်300အထိပေးရမယ်လို့ချင်းချောက်ပြောဆိုထားကြောင်းစုံစမ်းသိရှိရပါတယ်။အရင်အပတ်စဉ်တွေတုန်းကတပ်အိမ်ဘလောက်ဆိုပြီးကောက်တာအခုကလူငယ်ရှိရင်ကို300ပေးရမယ်ဖြစ်နေတာသူ့အိမ်မှာလည်းစစ်သားတွေကိုခေါ်ထားတယ်သူအုပ်စုတွေကလူငယ်တွေပြေးနေရတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ အဆိုပါအုပ်ချုပ်ရေးမှုအမျိုးသမီးကိုဒေသခံပြည်သူကာကွယ်ရေးတပ်တွေကသတိပေးစာပေးပို့ထားလာကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုထမေးကျွေးပြီးရွာတွေကရတဲ့စစ်မှုထမ်းကင်းလုတ်ခွင့်ငွေတွေကို ခွဲရန်ပေးခေါ်ထားတာလို့ဒေသရင်းသတင်းမြစ်တီထံကစုံစမ်းသိရှိရပါတယ်။ရွာတွေကပုံမှန်စစ်မှုထမ်းကြီးနှလုံးသုံးလုံးကရတဲ့လိုင်းကြီးတွေကိုသူ့ကိုပေးရတယ်သူကနေအက်စစ်သားတွေကိုနေစားစရိတ်ငိမ့်သဘောမျိုးပေးပြီးထားတာလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ် ဒေါခင်မြတ်မောအုပ်ချုပ်တဲ့စုံကုံချေးရွာအုပ်စုတွေကရွာတွေဖြစ်တဲ့ပြည့်စင်ကုံစုံကုံတမယာကုံလေးအိမ်နန်းတလေးရာစတဲ့ချေးရွာတွေကလူငယ်တွေဟာရွာတွေမှာမနေရဲကြတော့ပဲထွက်ပြေးတိတ်ဆောင်နေကြပြီစစ်မှုထမ်းတိတ်ဆောင်နေတဲ့သူတွေရဲ့မိသားစုတွေကိုလည်းစစ်တပ်ခေါ်ပြီးဖမ်းပြမယ်လို့ကြုံဝါနေကြောင်းဒေသတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်းဆောင်နဲ့ဇနီးတို့ဥဆောင်တဲ့ဖွဲ့နေပြည်တော်ကို ပြန်လည်ရောက်ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံမော်စကိုမြို့မှာမေလ9ရက်နေ့ကကျင်းပတဲ့ညရှိဆယ်ပြည့် V-Day အထိမ်းမတ်စီးရီးပြအခမ်းအနားကိုတာရောက်ခဲ့တဲ့အာနာသိန်းစစ်ကောင်းဆောင်ဘူဂျုံမူကြီးမြောင်းလိုင်းနဲ့ဇနီးတို့ဥဆောင်တဲ့အဖွဲ့ဟာမနေ့ကမေလ10ရက်နေ့ညပိုင်းကအထူးလေယာဉ်နဲ့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ရုရှားခီးစဉ်အတွင်းစစ်ကောင်းဆောင်ဟာ ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်အခမ်းအနဲ့ညစာစားပွဲကိုအခြားနိုင်ငံခေါင်းဆောင်များနဲ့အတူတက်ရောက်ခွင့်ရခဲ့ပေမယ့်ကြောင်ကြကြနေရာမှာသာနေရာချထားခံရပါတယ်။ VED စီးရဲပြချီတက်ပွဲမှာမြန်မာနိုင်ငံကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပထမဆုံးအကြိမ်အဖြစ်ပါဝင်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။စီးရဲပြချီတက်ရမှာပါတဲ့နိုင်ငံကိုစားပြုတပ်ဖွဲ့တွေရှေ့ကဖြတ်တန်းစီတပ်ဆိုင်ရာခေါင်းဆောင်တွေကသူတို့နေရာကထပြီးလက်တွေအလေးပြုခဲ့ပေမယ့် စီကောင်းဆောင်ကတော့မတ်တက်တာရက်ခဲတာကို တွေ့ရပါတယ်။ဒါဟာအရက်သားခေါင်းဆောင်ပုံစံမျိုးဖန်တာလို့စီရေးလေးလာသူတချို့ကထောက်ပြကြပါတယ်။စီကောင်းဆောင်ဟာရုရှားမှာရောက်ရှိနေချိန်အတွင်းတရုတ်သမ္မတရှီကျင်းဖြစ်နေလေတွေးဆောင်ခဲ့ပြီးတရုတ်ကျေးဇူးကိုအရန်အတိအမှတ်ပြုခဲ့တယ်လို့မြန်မာနိုင်ငံမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိစ္စကိုလည်းတင်ပြခဲ့တဲ့ ပုံစံဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့မလကစီကောင်းဆောင်ရဲ့ရုရှားခီးစဉ်အပြတ်မှာ ူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောက်လာကြအောင်ပုံဖော်ဝါဒဖြန့်ကြိုးစားခဲ့ကြပါမယ်။အခုခရီးစဉ်မှာတော့စစ်ကောင်းဆောင်ကိုအဲ့ဒီလိုကြိုးစားတာမျိုးမရှိခဲ့တာကိုတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မေလ17ရက်နေ့မိုးလွယ်2နာရီအချိန်မိုးလေဝသထုတ်ပြန်ချက်များသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မေလ17ရက်နေ့မိုးလွယ်2နာရီအချိန်မိုးလေဝသထုတ်ပြန်ချက်မှာ လွန်ခဲ့တဲ့24နာရီအတွင်းကမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာအနှံ့အပြားတနင်္သာရီတိုင်းဒေသကြီးမှာနေရာစိတ်စိတ်နဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း AOD တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းခဲ့ပြီးမန္တလေးတိုင်းဒေသကြီးမှာနေရာကွက်ပြီးမိုးကြီးခဲ့ပါတယ်။ နေပူချိန်များမှာစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမေလရဲ့ပြင်းပြအပူချိန်တို့ထက်3ဒီဂရီဆဲစီယက်မှ4ဒီဂရီဆဲစီယက်အထိနဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမေလရဲ့ပြင်းပြအပူချိန်တို့ထက်2ဒီဂရီဆဲစီယက်ပိုခဲ့ပြီးကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာမေလရဲ့ပြင်းပြအပူချိန်ခန့်သာရှိခဲ့ပါတယ်။ မနက်ပြန်မနက်ထိခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးမိုးပြင်းနယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာအနှံ့အပြားရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ကယင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နေပြီးတော့မကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျနေကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးတနင်္သာရီတိုင်းဒေသကြီးမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရွာရဲရာနှုန်းပြည့်ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မူကြိုပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မူသီးကျွေခြင်းစတဲ့မူလဝတဖြစ်စေများဖြစ်ပေါ်နိုင်မှသဖြင့်ကျူတင်သတိပြုနိုင်မှရအကြံပြုထားပါသည်။ မြမကဲယူရိုက်တခြားနဲ့ကန်လွန်ပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းအသင်တွေမှာလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြခြင်းရေပြင်းမြေပြင်းလေဟာတနအိလျင်မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြစ်မှာမြမကဲယူရိုက်တခြားနဲ့ကန်လွန်ပင်လေပြင်းတို့မှာခုနှစ်ပေမှ9ပေခန့်အထိရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခမန်းချက်မှာမြမနိုင်ငံတောင်ပိုင်းဒေသများမှာထိချုံးမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါတယ် နက်ပြန်မနက်ထိခမဆက်ကတော့နေပြည်တော်နဲ့အနီးတဝိုင်းရန်ကုန်မြို့နဲ့အနီးတဝိုင်းမန္တလေးမြို့နဲ့အနီးတဝိုင်းတွေမှာတည်အသည့်တည်ဖြစ်ထွန်းပြီးမိုးထစ်ချုံကနေရာကွက်ကြားမူရွာပါမယ်ရွာရဲရာနှုန်းပြည့်ဖြစ်ပါလိမ့်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့အပြစ်ခတ်ရစဲရန်သဘောတူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာမနေ့ကမေလ10ရက်နေ့ညနေ9:00ကစပြီးအပြစ်ခတ်ရစဲလိုက်ပြီးဖြစ်ကြောင်း နှစ်ဖက်စလုံးကအတည်ပြုပြောကြားခဲ့ကြပါတယ်။လာမယ့်မေလ12ရက်နေ့တနင်္လာနေ့နေ့လယ်ပိုင်းမှာအိန္ဒိယနဲ့ပါကစ္စတန်နှစ်ဖက်စလုံးကစစ်ဖက်ထိတ်တန့်အရာရှိတွေတွေ့ဆုံဆွေးနွေးဖို့လည်းသဘောတူညီခဲ့ကြတယ်လို့သိရှိရပါတယ်။နှစ်ဖက်စလုံးကအပြည့်အခက်ကိုဒစိတပိုင်းမဟုတ်ဘဲအပြည့်အဝအပြည့်အခက်ရည်စဲဖို့သဘောတူညီခဲ့ကြခြင်းဖြစ်ပြီးအခုလိုသဘောတူညီမှုရရှိဖို့နိုင်ငံပေါင်း36နိုင်ငံကတန်တမာရေးနည်းနဲ့ဝိုင်းဝန်းကူညီခဲ့ကြရတယ်လို့သိရှိရပါတယ်။ အပြစ်ခတ်ရစဲရဲသဘောတူညီချက်ရရှိပြီးဖြစ်တဲ့အတွက်ပါကစ္စတန်လီပိုင်နက်ကိုမနေ့ကမေလ10ရက်နေ့မှာပဲပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းပါကစ္စတန် Airport Authority PAA ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အမေရိကရဲ့ဂျာဝင်စစ်ဆင်မှုနဲ့နှစ်ဖက်အပြစ်ခတ်ရစဲရဲပေါ်ဆောင်နိုင်ခဲ့ကြောင်းနှစ်နိုင်ငံအနေနဲ့လည်းအလိမ္မာတုံဖြည့်ရှင်းနိုင်ခဲ့ကြတဲ့အပေါ်ဂုံယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။ ယူရိုရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘီရနီရဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်